တရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုကြောင့်စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမဲ့တိုက်ခိုက်တိုက်ပွဲထားတဲ့မြို့တွေကိုစစ်ကောင်စီထံပြန်ပေးဖို့အစီအစဉ်ရှိသေးဘူးလို့တောင်းတက်မတော် PSF TNE ရဲ့အထွေထွေအတွင်းရေးမှူးနှင့်ဘူမူဂျီတာပန်လာကပြောပါရတယ်။ တရုတ်ရဲ့ဂျောင်းရင်စစ်ဆက်မှုကြောင့်ဧပြီ28ရက်နဲ့29ရက်မှာစစ်ကောင်စီနဲ့ TNL တို့တရုတ်နိုင်ငံကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် TNL ထိန်းချုပ်ထားတဲ့အနောင်ချိုကြောင်မဲဒီပေါ်မိုးကုတ်မိုးမိတ်ကနေစုပ်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဆီယနာရှင်တွေထွက်ခွာသွားအောင်ပူပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲအလေးထားရမှာဖြစ်တာကြောင့်ထိန်းချုပ်ထားတဲ့နေတွေကိုစစ်ကောင်စီထံပြန်ပေးဖို့အစီအစဉ်မရှိသေးဘူးလို့ဗိုလ်မှူးကြီးတာပန်လာကပြောပါတယ်။ အမကိုပေးနိုင်မလားဟာပေးပေးနိုင်မလားဘာလို့မျိုးတော့လောဆယ်အဲ့အဲ့လိုမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်နဲ့အတူတပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒေသားရမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီတပွဲအောင်မြင်အောင်တော့ဒီဒီနေမျိုးကနေမှဒီဆက်နာချင်းချင်းလေးအထွက်ပါသွားအောင်ဟူပေါင်းဆွေးခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော် TNL ရဲ့အနေနဲ့လူထုတွေရဲ့အကြက်တဲကိုဖြစ်ရှင်းမယ်လို့စစ်ကောင်စီနဲ့တွေ့ဆုံခဲ့ရပြီးမဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးမှာဆက်လက်ပါဝင်သွားမယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNL ကလက်မခံတာကြောင့် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်နောင်ချူနဲ့ကြောက်မဲမြို့နယ်တွေကိုစစ်ကောင်စီကလေရင်နဲ့ဘုံးဆက်တိုက်ကျနေပါတယ်။ ဆွနွေပွဲမောင်မြင်ပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာထင်းနယ်ထင်းချုပ်ထားတဲ့မြို့နယ်တုံးခုမှာလေကြောင်းတိုက်ခိုက်မှု၁၀ကြိမ်အထိပြုလုပ်ခဲ့ပြီးအရက်တားတအူးတေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ချန်နယ်ဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းရှမ်းမြောက်မန်တုံနမ်ဆန်နမ်တူကုခိုင်နမ်ခမ်မိုင်းငော့မိုင်းလုံးကြောက်မဲနှောင်ချူတီဘောမိုးမိတ်နဲ့မန်လေးတိုင်းမိုးကုန်းမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ထင်းရဲရဲ့အနေနဲ့တိုက်ခိုက်တိမ်ပိုက်ထားတဲ့မြို့တွေကိုတော်လန်ရေးကာလမှာတာဝန်ယူစီမံအုပ်ချုပ်သွားမယ်လို့ဘုံမူကြီးတပ်ပန်းလာကပြောကြားထားပါတယ်ရှင်။